မင်္ဂလာပါ The third Buddhist council တတိယသင်္ဃာယနာ continued ဒီတတိယသင်္ဃာယနာသင်ပွဲနဲ့ပတ်သက်တဲ့ထဲက The Edicts of King Ashoka ဘာတော့ကမင်းကြီးရဲ့ကြောက်တိုင်စာများနဲ့ပတ်သက်တဲ့အကြောင်းကိုဆက်လက်မျှဝေသွားပါမယ် The Edicts of King Ashoka အတောကကြောက်စာအတိုင်းများ The king not only practices the Dhamma himself, but also causes to be practiced by people. 민지야, 미미 고랑 남가에 보라 디아로리고, 라이나 젠동나, 너 두고랑 호부, 레타인도 비다리고래, 라이나 젠동지게래. His given name was Ashoka, but he assumed the title Devanampiya Piyadasi Raja, which means beloved of the gods he who looks on with affection ဒီဘုရားဘာသာကိုပြန်ပွားအောင် ဆောင်ရွက်ပြီးခဲ့တဲ့မင်းကြီးဟာ နော်ပြည်သူအကျိုးနိုင်ငံအကျိုးရည်ရွယ်ပြီးတော့မှဒေဝနံပြည့်ရပြည့်ရဒက်စီရာဇာဆိုတဲ့အမည်နဲ့ Emperor အနှံ့မှာလူအများမြင်သာတဲ့နေရာမှာတရားဓမ္မတွေအမိပြန်တန်းတွေကြောက်ဆောင်စာတွေနော်ကြောက်တိုင်စာတွေအနှံ့ပေါ့နော်ဒါမျိုးတွေရည်ထူးထုတ်ပြန်ခဲ့တယ်။သူဟာသာသနာပြုခြင်းဆိုင်ရာမှာ လေးစားတိုက်တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ် his rock edicts are as followed မင်းကြီးရေးထိုးထားတဲ့ကြောက်ဆောင်စာတွေကတော့ edict to minor rock edicts ကြောက်ဆောင်စာအငယ်နှစ်ခုပေါ့နော် သူ့ကိုတော့ written year ပေါ့နော်ထိုးခဲ့တဲ့ရေးထိုးတဲ့တက္ကရာနေရော BC 259ခုနှစ်ကရေးထိုးခဲ့တယ် and then ဘာဘရူးကျောက်စာတစ်ခုဒါကလည်း BC 259ခုနှုန်းကရေးထိုးထားခဲ့တာဖြစ်တယ်။ And then 14 Rock Edicts ကျောက်စာအကြီး14ခုပေါ့နော်။ဒီကျောက်စာကိုတော့ BC 259ခုကနေ256အတွင်းမှာရေးထိုးခဲ့တယ်ပေါ့နော်။အဲ Klinga Rock Edict ကလင်ကကျောက်စာနှစ်ခုရေးထုတ်ခဲ့တာကတော့ BC 256ခုနှစ်ကရေးထုတ်ခဲ့တာဖြစ်တယ်။ And then four chief edicts လိုင်ကူကျောက်စာ၄ခုဒါကလည်း BC 259 250အတွင်းမှာရေးထုတ်ခဲ့တာဖြစ်တယ်။နောက်တစ်ခုကတော့အဲ two tara e pillar edicts တာရာအီလို့ အမိရတဲ့ကြောက်တိုင်စာနှစ်ခုပေါ့နော်ဒါကလည်း BC 249မှာရေးထိုးခဲ့တယ်အဲ7 pillars ethics ဒါကတော့ကြောက်တိုင်အကြီးပေါ့နော်ကြောက်စာခုနှစ်ခု BC 243ကနေ242အတွင်းမှာရေးထိုးခဲ့တယ် and then four minor pillar ethics BC 240မှာဒီကြောက်စာအငယ်၄ခုပေါ့နော်ဒါက Together. These edicts are the most interesting monuments of the King Ashoka. These edicts inscribed on rock pillars, rocks there pillars proclaim uh, there are over 30 edicts. ဒီကြောက်စာတွေဟာပေါ့နော် ပုံမှန်ဖော်ပြခဲ့တဲ့ကြောက်တိုင်စာတွေကြောက်ဆောင်စာတွေနော် keep addicts တွေကြောက်ခုစာတွေဒီဟာတွေဟာဆိုရင်အတော့ကမင်းကြီးရဲ့စိတ်ဝင်စားဖို့အကောင်းဆုံးသော အထိတ်အမှတ်တွေဖြစ်ထင်ရှားကြော်စိုးတဲ့ကပီးကြောက်စာတွေပဲဖြစ်ပါတယ်အဲ့ဒီကြောက်စာတွေကိုကြောက်ပြားတွေကြောက်တုံးတွေကြောက်နိုင်ရန်တွေအဲကြောက်တိုင်တွေကြောက်ခုတွေအဲ့ဒီမှာပေါ့နော်သူ ဖော်ပြခြင်းနဲ့ နော်အမိန့်ပြန်တန်းစာရီနော်လီစာလိုက်နာဖို့အတွက်ဘယ်လိုခေါ်မလဲဟိုအဲသူ့ရဲ့ policy တွေပေါ့နော်ဒါမျိုးတွေကိုအဲ့မှာတဲ့ချိန်ညာချက်တွေထုတ်ပြီးရေးသားခဲ့တာဖြစ်တယ်အဲ then over 30 ethics အဲ့ဒီရေးထုတ်ခဲ့တဲ့ဒီကြောက်တန်းစာရီကြောက်တန်းကြောက်တောင်စာကြောက်ဆောင်စာပြီးအဆရှိတာတွေကတော့အရေးအတွက်အားဖြင့်တော့30ကျော်လောက်အထိရှိတယ်လို့လေ့လာမှတ်သားရပါတယ် the language of the ashokan inscriptions is prakrit ဒီအတောကမင်းကြီးရေးထုတ်ခဲ့တဲ့ကျောက်စာတွေမှာတွေ့ရတဲ့ဘာသာစကားအသုံးပြုမှုတွေကိုလေ့လာမယ်ဆိုရင်တော့ဒီအတောကကျောက်စာကိုပကဒဘာသာစကားနဲ့ရေးထိုးထားတာဖြစ်တယ်ဆိုတာလေဒီလားမှတ်သားရပါတယ် but but it's it is not quite the same as any of the literary forms known as prakrit calling ashokan prakrit ဒါပေမဲ့လည်းဒီဘာကတလို့တိထားကြတဲ့အချားဘာကတစာပေပုံစံနဲ့တော့လုံးဝမတူပါဘူးအဲ့ဒီဘာကတကပေါ့နော်အာရှောကဘာကတဓမ္မမွင်လဲပေါ့နော်အတောကကြောက်စာဘာကတလို့အများကသမတ်ခေါ်ကြတယ် The language of the Girna version of the rock edict is close to Pali Girna မူမှာပါတဲ့ပေါ့နော် ဒီကျောက်ဆံနံပါတ်1မှာရေးထိုးထားတဲ့ဘာသာစကားကတော့ပါဠိဘာသာနဲ့နိစ္စတူညီမှုရှိတယ်လို့လည်းလေ့လာမှတ်သားရပါတယ်။ and comparison of the language of different regional version ဒေသအသီးသီးမှာရှိတဲ့ကျောက်ဆံပုံစံတီကိုနှိုင်းယှဉ်ခြင်းဖြင့်အတောကပက္ကတပေါ်ပေါက်လာခြင်းဖြစ်မယ်လို့လည်းမှတ်ယူထားကြပါတယ်။ the original documents what by what into the local official prakrit မူလပါကဒါကိုပါတလီပုတ်ပြည်ရဲ့ရုံးသောဘာသာစကားအဖြစ်သုံးဆွဲခဲ့ကြတယ်ဒေသအသီးသီးမှာရှိတဲ့ရုံးမိုင်းဆိုင်ရာတို့မှာတလုံးချင်းမှတ်တမ်းတင်ရမှာဒေသသုံးပါကဒါအဖြစ်ကိုရောက်ရှိသုံးဆွဲကြခြင်းလည်းဖြစ်နိုင်ပါတယ် appearance ashokans grandfather အဲ grandfather အကျန္တရာဂုပ္တမောရယာ different forms of the magadhi prakrit ဒီပါကရဘာသာကိုရှေးဘွားတွေလက်ထက်ကလေးကသုံးဆွဲနေကြောင်းကိုဒီအတောပမင်းကြီးရဲ့အဖိုးစန္ဒရာဂုပ္တမောရယာမင်းလက်ထက်ကပဲမကရတိုင်းပြည်ရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာမဂရီပါကရပုံစံအမျိုးမျိုးကိုအဲ့ဒီအမျိုးမျိုးနဲ့ပေါ့နော်ဒီပါကရပုံစံအမျိုးမျိုးနဲ့ယုံသုံးဘာသာအဖြစ်လဲအသုံးပြုခဲ့ကြတဲ့အတွက်လည်းဖြစ်နိုင်ပါတယ် the official language of the various provincial capital. Location, variations used in spelling, grammar, and vocabulary. ထို့နည်းတူစွာပဲရုံသုံးပါတာကနေဒေတာအသီးသီးကိုအရက်သုံးဝေါ်ဟာရအဲတဒါစလုံးပေါင်းတို့အဖြစ်လဲပြောင်းလဲသုံးဆွဲခဲ့ကြပါတယ် also rock 8 6 and the habits of issuing oral proclamation on the map, announcement with the accompaniment of beat of drums, etc. SN is common in India today. Dabin, the Jausa number six and seven maro, Atoka Minji, the Adama aboard the Winyungji, a chin dubu, no pimpios who be dampy

a number of such stone records had been set up between the 6th and the 4th centuries BC by Darius and his successors in Persia. မင်းကြီးဟာအစိုးပိုင်းကာလတွေမှာကျောက်စာရေးထိုးခြင်းမရှိပဲနှုတ်နယ်ပဲတည်ယဝင်ကျင်ညာခဲ့တဲ့အတွက်နောက်ပိုင်းမှာအိန္ဒိယနိုင်ငံမှာလိုက်နာကျင့်သုံးဖို့စန္ဒမူနာပြစရာမရှိဖြစ်ခဲ့တယ်။ဒါပေမဲ့ ကျောက်တုံးတစ်ခုပေါ်မှာတော့ BC 600စုမှ400စုအတွင်းပါရှားပြည်မှ Dryas မင်းဆက်အုပ်စုခဲ့တဲ့အကြောင်းကိုတော့မှတ်တမ်းတင်ထားတာတွေ့ရှိရပါတယ် Indications that the originals sent our by Ashoka regional translator which lead occasionally to variations in the local renderings အတောကမင်းကြီးရဲ့ဒေတာအသီးသီးမှာရှိတဲ့ရုံးနေစီကိုပို့ပေးတဲ့ရုံးစာတွေဟာရောက်ရှိရာဒေတာတွေမှာလူအများအတွက်အများအားနားမလည်နိုင်ဘူးပေါ့နော်နားလည်နိုင်ခြင်းမရှိဘူးတခါတရံဆိုရင်ဒီရုံးစာရဲ့ဆိုလိုချက်ဟာဒေတာအတွင်းမှာသုံးဆွဲတဲ့အဓိပ္ပာယ်နဲ့လည်းကိုက်ညီမှုမရှိတာကြောင့်ဘာသာပြန်သူတွေကိုခန့်အပ်ထားရတယ်

စာရေးသူတို့ရဲ့မှားတတ်တဲ့အကြောင်းကိုကျောက်စာနံပါတ်14မှာဖော်ပြထားပါတယ်။သူတို့ဟာဘာသာပြန်ဆိုသူတွေသာမကပါဘူး။ဘာသာစကားထုစစ်သူတို့လည်းဖြစ်နေကြောင်းကိုညွှန်းဆိုထားတာတွေ့ရှိရပါတယ်။ The different regional versions are replaced with variants most of these variants relate to spelling or grammar and morphology, of which no notice has been taken in the following pages, unless some special philological interest is involved. ဒီစလုံးပေါင်းမတူညီမှုဒါမှမဟုတ်ရင်တရားစီးမြင်များနဲ့စကလုံးပုံတရားတွေဟာအများဆုံး ကွဲပြားရခြင်းကတော့စာမျက်နှာပေါ်မှာရေးသားထားတဲ့အခါအလေးမမူဂယုဂယုမဆိုင်မိတဲ့အတွက်ဖြစ်ပါတယ်တကယ်လို့ဂယုဆိုင်ခဲ့မယ်ဆိုရင်တော့ဘာသာစကားဖြစ်ပေါ်မှုကိုလိလာတဲ့ပညာရက်ကိုအထူးစိတ်ဝင်စားလာမှာ ဖြစ်ပါတယ် all variants of important significance other than grammatical have been noted ဒီအရေးကြီးတဲ့ကွဲပြားမှုလက္ခဏာအလုံးဟာတော့အခြားတဲ့ တရာပိုင်းမှာတော့ပူပြီးထင်ရှားနေတာဖြစ်ပါတယ် The word lippi what has been written inscription sanskrit has been used six times in the brahmi rock edicts ကျောက်စာပေါ်မှာ ရေးထိုးထားတာကို lippi အက္ခရာလို့ခေါ်ပါတယ် brahmi အက္ခရာနဲ့ရေးထိုးထားတဲ့ကျောက်ဆောင်စာတွေမှာ Derivation of this word from root lipi, to smell perhaps suggested by the usual mode of writing namely uh, spreading black pigment mixed with water over palm or bridge leaf after it has been written upon by means of appoint, appoint, appointed uh, root or steel which cut into the leaf. ဒီလိပိဆိုတဲ့စကားလုံးကတော့ပေါ့နော်အိန္ဒိယသရာရီမှာဆိုရင်တော့လိပိဓာတ် root leaf လိပိလိပဓာတ်ကနေဆင်းသက်လာတယ်လို့ဆိုပြီးအစွန်းအကွက်လို့လည်းအဓိပ္ပာယ်ရရင်ရင်းနေကြထုံးစံဆိုတာပြုပြင်ထားတဲ့ပေရွက် ဒါမှမဟုတ်ရင်ဘူးစဘက်ရွက်ပေါ်မှာအနစ်ရောင်တုတ်လင်းပြီးမှစူးစီးနဲ့ရေနဲ့ရောထားတဲ့ဆေးရည်ကိုဓာတ်ချုံကဲ့သို့ချွန်းနေတဲ့စုပ်တန်နဲ့ရေသားချင်းကိုဆူလိုတာပဲဖြစ်ပါတယ်။ The cross tree versions use instead of lipid the word lipid uh, which occurs also in the Achaemenian inscription ဒါပေမဲ့လည်းဒီ Achaemenian ကြောက်စာမှာတော့ lippy အစာ crossery version ကိုလည်းအသုံးပြုအစာထိုးအသုံးပြုထားတာဖြစ်ပါတယ်။အဲ fashion infuses infuses on the language of northwest india ဒီဟာကတော့အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်မှာရှိတဲ့ပါရှန်ဒေသဘာသာစကားတွေကိုတွတ်သင်ချောင်းကိုလည်းပြနေတယ်။အာရှောက inscription writing was known in Indus Valley civilization အတောကကျောက်စာထဲမှာအင်ဒူမြေဝိုင်းယဉ်ကျေးမှုအကြောင်းကိုလည်းဖော်ပြထားတာတွေ့ရတယ် the writing materials obtained from small seals in the Indus Valley အဲ့ဒီမှာရေးသားရမယ့်အကြောင်းအရာကုန်ကျန်းတွေကိုလည်းအင်ဒူမြေဝိုင်းဒေသကနေရရှိလာတဲ့သိငယ်တဲ့ဒစိတုံးလေးတွေလည်းရရှိပါတယ် The familiar premember of many of the Ashokan records. The Adoka Chosamia, Nidan Chimuma, Lumia, Chanin, Chongwin, Yinibidawe, Pipare. The beloved of the gods, King Priyadashin, spoke that may possible have been adopted from the Achaemenian formula, says Dryas Zirates Artaxerxes the king ဒီ net တို့ချင်းမြတ်နိုးအပ်တော့ပြီးရတတ်ဒီမင်းကြီးကဤသို့ဆိုဤဆိုတဲ့ဒီ record ပေါ့နော်အဲ့ဒါနဲ့အစချီလေးရှိတာဟာ Archimedean formula ကနေလက်ခံကျင့်သုံးခြင်းဖြစ်တယ်လို့ Xerxes Menes အဲ Darius Menes ပေါ့နော်အာ Xerxes Artaxerxes ကဆိုပါတယ် Scholars have traced other features to in Ashoken's inscription to Achaemenian influence. 빈야시니갈의 Ashoken inscription 사 Achaemenian의 흘러무무시래로래 동다자바래. The Achaemenian inscription had been meant for glorification, the king's territorial conquests, etc. The Achaemenian ဆိုတဲ့ဒေတာမှာကြောက်စာရေးထိုးခြင်းဟာမိမိရဲ့ဩဇာအာဏာကလည်းဒီနေပေတဲ့အထိအောင်မြင်နေဆိုတဲ့ကိုယ့်ရဲ့အာဏာစက်ကိုကျေပြတ်နေဆိုတဲ့အဓိပ္ပာယ်ရပါတယ် The same made of making public pronouncements for the purpose of drama conquests and for public his demar activities တရားနိလနဲ့အောင်မြင်တယ်ဆိုတာဟာ ပြည်သူတွေသိရှိအောင် တရားအမိန့်ပြန်နှန်းတွေထုတ်ပြန်ပြုလုပ်ခဲ့တာကိုလည်းထုတ်ပြန်ပြုလုပ်ခဲ့တယ်လို့လည်းအဓိပ္ပာယ်ရပါတယ် In this slide မျှဝေပေးခဲ့တဲ့ Ethics of Ashoka အတောကမင်းကြီးရဲ့ကျောက်စာရင်းနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာကိုပြန်လည်သုံးသပ်ရမယ်ဆိုရင် The title Dewanampiya Piyadasi Raja မင်းကြီးဟာ ပြည်သူအကျိုးနိုင်ငံအကျိုးအတွက်ရည်ရွယ်ပြီးတော့ဒီဝနံပိယပိယတ္တစီရာဇာဆိုတဲ့အမည်နဲ့အင်ပါရာအနှံ့မှာလူများမြင်သာအောင်ဒီလူများမြင်သာနိုင်တဲ့တရားဓမ္မတွေအမိပြန်တန်းတည်ကိုရှောက်ဆာမှာရည်ထူးထူးပြန်ခဲ့တာသိရှိရတယ် The most interesting monuments of the king Ashoka အဲ့လိုမျိုးပေါ့နော်မင်းကြီးရည်ထူးထားတဲ့ဒီတွေခုနကအကြောင်းအရာတွေပါတဲ့ဒီ ယောက်ျားရိယာဆိုလို့ရှိရင်လွန်စွာမှစိတ်ဝင်စားဝယ်ကောင်းပြီးတော့တကယ်ကို special monuments တွေဖြစ်တယ်ပေါ့နော်တကယ်မှတ်တမ်းမှတ်ရ records တွေအထိတ်မှတ်တွေဖြစ်တယ်ဆိုတာလေလိလာမှတ်သားရတယ် inscribed on rocks pillars keep အဲ့ဒီရေးထိုးထားတဲ့ယောက်ျားရိယာနော် rock edicts တွေလည်းရှိတယ် pillars edicts တွေလည်းရှိတယ် keep edicts နော်ကြောက်ဆောင်စာကြောက်တိုင်စာ ကြောက်ကူစာအဆရှိသဖြင့်အမျိုးမျိုးမှာသူဟာရီထူမှတ်တမ်းတင်ခဲ့တယ်။ Over 30 addicts အဲ့ရီထူထားခဲ့တဲ့ကြောက်စာတွေဟာဆိုလို့ရှိရင်လေတဲ့အရေးအတွက်အားဖြင့်30ကျော်ရှိတယ်။ကြောက်စာတွေမှာဆိုရင်အတော့ကမြင့်ကြီးရဲ့စူးမှုအချုပ်ပုံအခြေခံတွေကိုလည်းတိကျခိုင်မာစွာဖော်ပြထားတာတွေတွေ့ရတယ်။နော်သူတတ်မှတ်ခဲ့တဲ့သူ့ရဲ့ဒီ policy တွေပေါ့နော်နိုင်ငံရေးတရားရေးနော်စီးပွားရေး အဲဘာသာရေးအစစအရရပေါ့နော်ဒီလို policy ပေါင်းများဆိုတာချမှတ်တာတွေကိုသူကကြောက်တန်းစာကြောက်ဆောင်စာကြောက်ကူစာတွေနဲ့မှတ်တမ်းတင်ခဲ့တာနော်ကြောက်စာတွေမှာမင်းကြီးရဲ့အုပ်ချုပ်ပုံနည်းစနစ်တင်နေလက်တွေ့လိုက်နာ ဆောင်ရွက်တဲ့တီလာချင်းဝေတီကောင်းမှုကုသိုလ်တွေတရားနဲ့ဆက်လျင်းနဲ့ဆုံးမဩဝါဒတွေပါဝင်လို့တံပိုးမဖြတ်နိုင်အောင် ရှိတယ်ဒီကြောက်ဆောင်စာ ကြောက်တန်းစာကြောက်ကူစာတွေဖြစ်တယ်လို့လေအားလုံးက เนาะမှတ်ယူထားကြပါတယ်ဒီမင်းကြီးရေးထုတ်ခဲ့တဲ့ကျောက်စာအလုံးဟာဒီတာအလိုက်အမျိုးမျိုး꿰ပြတဲ့ဒီတန္တရဘာသာစကားပါကတနဲ့ရေးထုတ်ခဲ့တယ်ပါကတဘာသာနဲ့ရေးထုတ်တာချင်းဟာလေလူအများနားလည်နိုင်စီဖို့စာရေးစာဖတ်အတက်ပညာအနေနဲ့ရရက်ကိုပြည့်နှံ့စီဖို့ပဲဖြစ်တယ်သူဟာညွန်ပြတဲ့ဆုံးမဩဝါဒကြောက်စာလေးကိုလေအများမြင်တာတဲ့လက်မကြီးရဲ့အနီးအနားဖျားဘူးဒီ အသွားလာများတဲ့နေရာဒီမှာစိုက်ထူဓာတ်လေးရှိတယ်ဆိုတာလေလိလာမှတ်သားရပါတယ် The language of the Kiruna version of the rock critics is close to Pali Kiruna မှာရှိတဲ့60နံပါတ်နှစ်မှာရေးထိုးထားတဲ့ဘာသာစကားဟာဆိုရင် Pali ဘာသာနဲ့လွန်စွာနှိစက်မှုရှိတယ်ဆိုတာလေလိလာတွေ့ရှိရတယ် A comparison of the language of different regional version ဒီတာတီးတီးမှရှိတဲ့ဒီကြောက်စာတွေပုံစံတွေအရာတွေမှာဆိုလို့ရှိရင်သူတို့တွေရဲ့ဟာကိုနှိုင်းရှင်ခြင်းဖြစ်အတောကပကတပေါ်ပေါက်လာတယ်ဖြစ်မယ်လို့လည်းမှတ်ယူကြပါတယ်အချောက inscription writing was known in indus valley civilization ဒီအတောကမင်းကြီးရေးထုတ်ခဲ့တဲ့ကြောက်စာတွေထဲမှာအင်ဒူမြဝမ်းအင်ဂျင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးထုတ်ထားခဲ့တာဆိုတာလေလိလာမှတ်သားရတယ် making public pronouncement for the purpose of dhamma conquests and for public his dharma activities အတကမင်းကြီးရဲ့အမြင့်ပြန်တန်းကိုရည်ထွထုတ်ပြန်ခြင်းဟာမိမိရဲ့ပြည်သူတွေအပေါ်မှာအောင်မြင်တဲ့အုတ်ချုပ်မှုရှိခြင်းကိုဖော်ပြထားတယ်ဆိုတာကိုလည်းသိရှိနိုင်ပါတယ်အခုဒီမျှဝေပြီးခဲ့တာကတော့တရားဓမ္မဆံရနဲ့ပတ်သက်ပြီးတော့เนาะဒီဘာသာရေးဆံရမှာနှိုင်းစရာမရှိရအတော့ကမင်းကြီးရည်ထိုးထားခဲ့တဲ့ ကျောက်ဆောင်စာကျောက်တိုင်စာကျောက်ကူစာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမျှဝေပေးခဲ့တာဒီမှာပဲပြီးဆုံးပါပြီ။